ားသည်ကျွန်မတို့ကဘုရားသခင်ကိုတော့တာ၍ဖွင့်ပြပါကျွန်တော်ကိုတာ၍ပြောပြပါဆိုတဲ့အချိန်မှာတစ်ဖက်မှာဘုရားပြောပြလိုက်ရင်ဘုရားဖွင့်ပြလိုက်ရင်တင့်မှာအဲ့ဒီအရာကိုထိမ့်သိမ့်နိုင်တဲ့အရာအဲ့ဒီအရာကိုလှုပ်ဆောင်နိုင်တဲ့အရာအဲ့ဒီအရာကိုတာဝန်ယူနိုင်တဲ့အရာကိုလည်းဘုရားသခင်ကဖြစ်စေချင်တယ်။အာမင်။ဒီနေ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စတွေကိုဘုရားခင်ကဖွင့်ပြပြောဆိုမယ်ဆိုရင်ရှားလိုက်တဲ့အခါမှာဟောငါသမီးကစိတ်ချရလိုက်တာ။ငါသားကစိတ်ချရလိုက်တာ နော်ဒီတိုင်းပြည်နဲ့ဆိုင်တဲ့တိုးတက်ခြင်းဆုပ်ယုပ်ခြင်းနဲ့ဆိုင်တဲ့ຢာတွေမဖြစ်လာခင်ငါသားငါသမီးကိုငါဖွင့်ပြအောင်မပဲငါမျက်မှောက်တွေတွေးကိုလာတဲ့အခါမှာငါသူ့ကိုအသေးစိတ်ပြောပြအောင်မပဲဆိုပြီးတော့မှဖခင်စိတ်ချမှုကိုခံစားရတဲ့မိသားစုတွေအများကြီးဒီထဲမှာပေါ်ထွက်ဖို့ ਨੇ ဖခင်ကောင်းချီးပေးပါစေအာမင်ဖခင်စကားတခွန်းလာတယ်သင်ဘလို့နှလုံးသားနဲ့ခံယူလဲဟိုးအခြားခြားသောသူတွေကောင်းချီးခံစားဖို့မပြောပါဘူး တင့်အတွက်တင်ယူပြီးပြီလားတင့်မိသားစုအတွက်တင်ယူပြီးပြီလားတင့်ရဲ့လူမျိုးနဲ့အတွက်တင်ယူပြီးပြီလားအာမင်ဖခင်ရဲ့ပြောလာတဲ့စကားတခွန်းကိုတင်တန်ဖိုးထားပြီးတော့နာယူမယ်ဆိုရင်ကြံတဲ့အရာတွေအားလုံးကိုဖခင်ထပ်ပြီးတော့ဖြည့်ပေးမယ်ဆိုတော့ကျမလုံးဝစိတ်ချဖခင်ကအာဗြဟံကိုသူ့ရဲ့ဆွေမျိုးတွေတဲကနေနော်ထွက်လာပြီးတော့မှသူပြလက်တက်နဲ့ပြီကိုသွားခိုင်းတဲ့အချိန်တုန်းကအာဗြဟံကဖခင်သခင်ကိုမေးခွန်းနေအများကြီးမမေးပါဘူး တခွန်းကြားတယ်တခွန်းပေါ်မှာလှုပ်ဆောင်တယ်အထုပ်ကိုသိမ်းပြီးတာနဲ့သူသွားမဲ့ခရီးစဉ်ကိုတခါတည်းတန်းပြီးတော့သွားခဲ့တာပဲမဟုတ်ဘူးလားဒါကြောင့်မလို့အာဗြဟံရဲ့အတ္တတွေမှာဖယားသခင်ကစကားတခွန်းကိုနားထောင်ခြင်းပေါ်မှာဖယားယေရှုပြုလိုက်တာဖယားသခင်ကသူ့ရဲ့လူမျိုးတွေတစုလုံးကိုရွေးကောက်ပြီးတော့ချီးမြှောက်ရတဲ့အစဉ်တည်းဖြစ်လာတယ်အာမင် တင်ဖရားရဲ့စကားတခုံးကိုတံပိုးထားပြီးဖရားစိတ်ချရပြီဆိုရင်တင်တင်မကဘဲနဲ့တင့်ရဲ့အမျိုးအနွယ်အားလုံးကိုဖရားချီးမြှောက်လို့ရတဲ့အစဉ်တီဖြစ်လာမယ်ဆိုတဲ့အရာကိုကျွန်မအရင်ဦးဆုံးပြောပြခြင်းနဲ့ဖရားသခင်ရှာနေတယ်ဒီတိုင်းနိုင်ငံအတွက်စိတ်ချမဲ့သူတွေကိုဖရားရှာနေတယ်အသင်းတော်နိုးထားဖို့နဲ့စိတ်ချမဲ့သူကိုဖရားရှာနေတယ်ဖရားရှာတဲ့အခါမှာတွေ့သောသူဟာကျွန်မတို့ဖြစ်ဖို့နဲ့အရေးကြီးပါတယ်အာမင်တချို့ချို့သောသူတွေဒီနေ့ဖရားခင်တင့်ကိုအနင်းထားတဲ့အရာတွေအပေါ်မှာ ဒီနေ့တင့်ရဲ့နှလုံးသားဖခင်ရဲ့ရှေ့မှာမမမကန်ဖြစ်လာပြီဆိုရင်ဒီနေ့ဖခင်ခင်ကတင့်ကိုနှုတ်ကပတ်တော်အားဖြင့်ပြန်လဲပြီးတော့ချိန်ညှိပေးနေတာဖြစ်တယ်။တင့်ကိုချစ်လို့လို့ဖခင်ခင်ကတင့်ကိုစကားပြောနေခြင်းဖြစ်ပါတယ်။လူတော်တော်များများကငွေကြေးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လဲတက်တဲ့အရာတွေများကြပါလေ။ဒီနေ့ဖခင်ခင်တင့်ကိုဘာစကားပြောနေသလဲဆိုတော့တင့်ကိုဖခင်ခင်အနန်းထားတဲ့စီးစိမ်ဥစ္စာဆိုတဲ့အရာကဖခင်ပေးมาရတာ။ဒါကြောင့်မလို့အဲ့ဒီအရာကိုတင်သဘောပေါက်ပြီးတော့ဖခင်ခင်ကိုပြန်လဲပြီးတော့မှ ုံပြုတ်တက်တဲ့နှလုံးသားရှိမယ်ဆိုရင်ဘုရားသခင်ကအရင်နှုံးကနဲ့မတူတဲ့စီးစိမ်ဥစ္စာကိုလည်းတာပြည့်တိုးပေါ်ခြင်းပေးနိုင်တယ်ဆိုတဲ့အရာကိုသင်ကိုမြင်စေတာဖြစ်တယ်။အာမင်။တကြမှာစိတ်မချရရင်တရားမအပ်ဘူးဘုရားက။အာမင်။ဒါကြောင့်ဘုရားသခင်ကစိတ်ချမှုရှိမရှိဆိုတဲ့အရာဘုရားဘက်ကသင်ကိုယုံကြည်လို့ရမရဆိုတဲ့အရာကိုဘုရားသခင်အမြဲတမ်းအမြဲတမ်းအမြဲတမ်းကျမတို့ကိုစမ်းသပ်နေတာဖြစ်တယ်။ကျမဥပမာတစ်ခုကိုပြောပြမယ်ညီကောင်မောင်မတော် တင့်ကိုအခုအပြားသခင်ကနော်အလုပ်တစ်ခုပေးလိုက်တယ်ဆိုပါစို့အဲ့ဒီအလုပ်ကတန်ရှင်းအလုပ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်မန်နေဂျာအလုပ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တင်ကအဲ့ဒီအလုပ်ကိုတင်လုပ်နေတဲ့အခါမှာစပြီးတော့လုပ်နေတဲ့အချိန်မှာတော့အော်ဘုရားသခင်ယေရှုတင်နေဘုရားသခင်ကိုရောရဲ့ယေရှုဂူနာတော်ကြောင့်ဒီအလုပ်ကိုလုပ်ရပါတယ်ဆိုရင်ဒါကနှလုံးသားမှန်နေတာဟုတ်လားတစ်ဖက်မှာလည်းအဲ့အလုပ်ထဲမှာတင်လုပ်နေတဲ့အခါမှာပြင်းရည်ခြင်းမရှိဘူးခိုခတ်ခြင်းမရှိဘူး နော်အဲ့မှာရှိတဲ့အလုတ်ရှင်ရဲ့ငွေကြေးကိုကိုယ့်ရဲ့ငွေကြေးလိုသဘောထားပြီးတော့မလိုအပ်တဲ့ငွေကြေးကိုမဖြုံးဘူးမသုံးဘူးအချိန်ကိုမဆုံးရှုံးစေဘူးကိုယ့်နဲ့ပစ္စည်းကိုအလုတ်ထက်ရဆိုင်တဲ့ပစ္စည်းကိုကိုယ်မယူဘူးဆိုရင်အဲ့ဒါကနှလုံးသားမှန်ကန်ခြင်းပဲလေအာမင်ဒါဆိုချိန်သေးတယ်ဒီလိုအလုတ်သေးသေးလေးတစ်ခုမှစိတ်ချရပြီဆိုဘုရားသခင်ကကြီးတဲ့အမှုရာအမှားပဲအာမင်အခုဒီမှာရှိတဲ့အသင်းတော်မှာရှိတဲ့မိသားစုဝင်တယောက်ချင်းစားကိုကျွန်မဘာအားပေးခြင်းလဲဆိုတော့ဘုရားသခင်ကတင့်ကို အလုတ်တစ်ခုကိုပေးရင်အဲ့အလုတ်တစ်ခုပေါ်မှာတစ္ဆာရှိပါအပြင်စည်းပွားရဲ့အလုတ်ပဲဖြစ်ဖြစ်ဘုရားကျောင်းမှာဖြစ်တဲ့အာရှာပဲဖြစ်ဖြစ်ဆဲလီဒါလောက်ရတာပဲဖြစ်ဖြစ် worship ministry ထဲမှာပါဝင်ရတာပဲဖြစ်ဖြစ်ကိုကိုဘုရားခင်က clients လို့ခေါ်တဲ့နော်ဖောက်တယ်တွေအများကြီးကိုပေးတာပဲဖြစ်ဖြစ်တဲ့ကိုဖျားပါပေးပေးနောက်ဆုံးကျမပြောပြမယ်မိတ်ဆွေတယောက်ကိုတင့်နာကိုရောက်လာစေတာပဲဖြစ်ဖြစ်လူတိုင်းကိုတင့်အနေနဲ့တံမိုးထားပါအာမင် မင်အခုကကိုကတင်းငယ်တော့အမှုရမှာတံမိုးမထားတဲ့ခါမှာဘာဖြစ်လာလဲဆိုတော့နောက်ထပ်ကြီးသောတကားတွေကကိုတော့မပွင့်တော့တခါတည်းကျမတို့ဘေးနားမှာ ရောက်လာတဲ့လူတယောက်ကကျမတို့လက်လန်းမမီနိုင်တဲ့အရာတခုကိုဖွင့်ပေးနိုင်တဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ဝိညာဉ်စုကျေးဇူးတွေအများကြီးနဲ့အသုံးပြုခံရတဲ့အခါမှာစိတ်ချမဲ့အထဲမှာတင်ပါလာ။တင်းရဲ့ကြောင်းထဲမှာကြောင်းသူကြောင်းသားအများကြီးကိုဖျားထည့်ပေးလိုက်တဲ့အခါမှာစိတ်ချမဲ့အထဲထဲမှာတင်ပါပြီလား။ တဲ့ရဲ့တထဲကတင့်ကိုသူတို့ဘာနဲ့မတူငွေကြေးတွေကိုယုံကြည်ပြီးတော့အနံ့တဲ့အခါမှာစိတ်ချမဲ့ထဲထဲမှာတင်ပါရဲ့လားအာမင်